လူများဝန်းကျင်နေတဲ့ပွဲတစ်ခုရဲ့စင်ပေါ်မှာအမြင်မတော်တဲ့ပုံစံတွေကြောင့်ဝေဖန်ခံနေရတဲ့ထထထွန်းအားလုံးပဲမင်္ဂလာပါထထထွန်းဟာချက်လက်တွက်လက်လုံးနဲ့အကျင့်တွေကြောင့်အလမဲတယောက်ချစ်ကနေရုပ်ရှင်မင်းသမီးဖြစ်နေရရရှိလာခဲ့တာပါထုတ်လုပ်ရေးတွေဓာတ်ရိုက်တာတွေကခုလိုတွက်လက်ကလန်းဆန်းနေတဲ့သူမြဲအပြုမူတွေကိုသဘောကျကြပါတယ်ဒါပေမဲ့ကြည့်ရှုသူပြိတက်တချို့ကတော့မျက်စိစံပေမွေးဆိုးသလိုဖြစ်နေရတာပါဒါပေမဲ့လေသူမရဲ့ကာရိုက်တာနဲ့အကျင့်စရိုက်ပါဆိုပြီးအားလုံးကတိတ်ပြီးတော့ဂယုမဆိုင်ပဲနေနေကြတာကြပါပြီ ထထထုံးကလိုအပ်တာထက်ပိုလုံးကပြုမှုတက်တာကိုပရိသတ်တင်တင်သားမကပဲအမှုပညာရှိချင်းချင်းကပါသိကြပါဗါးပြီးခဲ့တဲ့ရက်မှာလဲထထထုံးကစိန်ရှေရတနာဆိုင်တစ်ခုရဲ့ရောင်းပြဖြော်ဖြေပွဲကိုတက်ပေးခဲ့ရတာပါစိန်နန်းတော်စိန်ရှေရတနာဆိုင်ရဲ့ရောင်းပွဲတော်ကိုတက်ပေးခဲ့တာပါစိန်နန်းတော်ဟာဒုံးဆက်အတိုင်းအမှုပညာရှင်တွေကိုခေါ်ကရှော့ပင်းစင်တာလိုနေရာတွေမှာစင်ထိုးကပရိုမိုးရှင်းစစ်နယ်ပွဲလုပ်ပါတယ်နေပညာရှင်တွေကိုပြိတ္တတွေနဲ့ဂိမ်းကစားခိုင်းသလိုဖြောဖြေးတင်စက်တာတွေတစ်ခုပြီးတစ်ခုလုပ်ခိုင်းတာပါ အဆိုပါပွဲကိုဟိမ့်ဝေရင်စိုးပြစ်ခြင်းထထထုံးတိုင်ယုံမိမိနဲ့တူအခြားနုပညာရှင်တွေကတက်ရောက်ပေးခဲ့ရပါတယ်။ရေတက်တွေသဘောကျအောင်စဉ်ပေါ်မှာတစ်ခုပြီးတစ်ခုကိုဖျော်ဖြေခိုင်းတာဖြစ်ပါတယ်။ထထထုံးနဲ့မိမိထုံးကလက်မယ်တွေဖြစ်တာကြောင့်စဉ်ပေါ်မှာလက်မယ်ပြန်ပွဲလို့ရှိုးလျှောက်ခိုင်းတာပါ။ထထထုံးကရင်ဘဟိုက်တဲ့ဝတ်စုံကိုဝတ်ထားတာဖြစ်တဲ့အပြင်ပောင်းလည်းထိကွဲထားပါတယ်။ဆိုပါဝတ်စုံနဲ့ဝတ်ဆင်ထားတဲ့ထထထုံးကခမ်းမောက်လျှောက်ပြတဲ့အချိန်မှာညင်ညောင်းတဲ့ပုံစံမျိုးနဲ့မဟုတ်ပဲတင်ကိုရင်ကိုကခံနိုင်ဆုံးခိုင်အောင်လျှောက်ပြနေခဲ့ပါတယ်။ လိုအပ်တာထက်ကိုပိုခါနေတဲ့အတွက်ကြည်ရတာတရုတ်ပြက်တလို့ဖြစ်နေကြတာပါ။ဒါအပြင်အပေါ်ထက်ကနေလည်းပြိသက်တွေကကြည်နေတာမို့ရင်းနှမွားဖို့လည်းအထင်သာမြင်တွေ့ရတာမျိုးရှိပါတယ်။ပြိသက်တွေကလည်းအပေါ်ရှူထောင်းကနေရိုက်လိုက်အောက်ကလူတွေကလည်းအောက်ရှူထောင်းကနေရိုက်လိုက်နဲ့ထထထုံးကရှူထောင်းမျိုးစုံနဲ့လုတ်ခါရဲနေတာကိုမတန်းတင်ခံနေရပါတယ်။ဟာနောက်ပြင်စင်ပေါ်မှာအမျိုးသားပြည်သက်တွေကိုခေါ်ကတချင်းနဲ့တရုတ်ပြတ်ခိုင်းတဲ့အချိန်မှာထထထုံးကမျိုးသားရဲ့ဘေးပတ်ပတ်လေကိုပတ်ကောင်မျိုးဆွဲသလိုပုံစံမျိုးနဲ့ကပ်ကြခဲ့ပါဗျာ။ အမျိုးသားတယောက်ရဲ့ဘေးမှာပိုတာလုံးနဲ့ဟန်ပန်တွေကိုကကြဖြုတ်ဖြေနေတာကနေသားတွေအတွက်တော့အမြင်ရိုင်းစေတယ်လို့ခန်စားနေကြရတာပါပွဲရှင်ကဖြုတ်ဖြေခိုင်းလို့ဖြုတ်ဖြေရတယ်ဆိုပေမဲ့လက်ကူးလောက်ထိပိုလုံးအောင်မလုပ်သင့်ဘူးလို့ထောက်ပြနေကြတာပါဒါအပြင်ထထထုံးကနိုင်ငံကုံဆောင်လက်မဲ့ချစ်ခဲ့ဘူးသူလည်းဖြစ်တဲ့အတွက်အပြုအမူတွေကိုမလုပ်ခင်သေးချစဉ်းစားသင့်နေဆိုပြီးအကြံပေးနေကြပါတယ်။ထထထုံးရဲ့ပိုလုံးနဲ့ဟန်ပန်တွေကိုနုပညာရှင်ချင်းချင်းကတော့သဘောမကျကြပါဘူးတချို့ဆိုရင်အာမနာရန်ကိုထုတ်ပြောတတ်တာပါ။ ဒါအပြင်ဒါရိုက်တာတဦးဖြစ်တဲ့ဝိုင်းဆိုရင်လည်းထထထုံးကိုအိုဘာအီတင်လုတ်တက်တဲ့မင်းသမီးဆိုပြီးမှတ်ချက်ပေးထားပါဗျ။ရုပ်ရှင်ရိုက်တဲ့အချိန်မှာလည်းအိုဘာအီမဖြစ်အောင်တို့အနေနဲ့အရန်ကိုထိန်းခဲ့ရတာပါ။တကယ်တော့အခုလိုအိုဘာတွေလုံနေတာကြောင့်လည်းထထထုံးကနုပညာလောကမှာနေရာရနေတာဖြစ်သလိုပွဲတွေကရှောက်ဖိတ်ကြခံရတဲ့နုပညာရှင်ဖြစ်နေတာပါ။ပရိသတ်ကြီးရောထထထုံးရဲ့အပြုအမူတွေကရိုင်းပြတယ်လို့ထင်လား။ ။အိုးဘာဖြစ်လို့နေလို့ထင်လားဆိုတာကိုကိုမတ်မှပြောပြခဲ့ပါဦးရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။